ုံမြတ်သူစာနဲ့တိတ်တိတ်ပုံတွေ့ပြီလို့နင်းနာရတာတွေကိုပြောလာတဲ့ပိုင်ဆိုးစံပရိသတ်များအလုံးမင်္ဂလာပါရှင်ဘာမီစ်နောင်ကနေပြန်လေးကြိုဆိုလိုက်ပါတယ်စုံမြတ်သူစာနဲ့ခိုးတွဲအပြီးမှာသူ့ဘက်ကနင်းနာနေရတွေကိုပြောလာတာကတော့ပိုင်ဆိုးစံမှာပိုင်ဆိုးစံဆိုတာက LGBTQ ရောက်ချချဖြစ်ပါတယ်အထူးသဖြင့်ပိုင်ဆိုးစံကမိန်းမဆိုပေမဲ့ယောက်ျားစိတ်ပေါက်နေတဲ့သူပါဒါကြောင့်လဲပိုင်ဆိုးစံကယောက်ျားပုံစံမျိုးဖြစ်အောင်မိန်းမဘဝကနေပြုပြင်ထားတဲ့သူဖြစ်ပါတယ်ဒီလိုမျိုးမိန်းကလေးစစ်စစ်ကနေယောက်ျားဘဝကိုခံယူထားတဲ့ပိုင်ဆိုးစံက စတိုင်မီမိုက်နေရာကြောင့်လဲအမျိုးသမီးပြိသက်တွေကသဘောကျကြပါတယ်။ဒီလိုမိန်းကလေးပြိသက်တွေအများကြီးသဘောကျကြတဲ့ပိုင်ဆိုးစံနဲ့ကြွကြိုက်နေတဲ့ကြောင့်သတင်းတွေအများကြီးထွက်နေတာကတော့နိုင်ငံကျော်တရုတ်ဆောင်မင်းသမီးကြီးဆိုမြတ်သူစားပါအသက်20ကျော်အရွယ်သားရှိသေးတဲ့တားအရွယ်ချစ်သူကောင်းလေးနဲ့ချစ်ကြိုက်နေကြတဲ့အောင်တရင်တွေထွက်နေရတာကတော့မြန်မာနိုင်ငံရဲ့ထိတ်တဲမင်းသမီးကြီးဆိုမြတ်သူစားပါ။ ဆိုမြသူစားလို့အသက်60ကျော်60အရွယ်မင်းသမီးကဒီလိုအသက်ငယ်ငယ်သားအရွယ်ချစ်သူရောက်ချရှာကောင်းလေးနဲ့တွဲနေရကြောင်းအစောပိုင်းမှာတော့ပြည်သက်တွေကအင်အားသိမ်းကြပါတယ်။အလုံးသိကြတဲ့အစိုးမြသူစားကအနုပညာလောကမှာနာမည်ပြတ်မရှိဘဲနေလာခဲ့တဲ့ထိတ်တန့်မင်းသမီးပါ။ဆိုမြသူစားကမြန်မာဆန်ဆန်နဲ့စက်တည်ရှိရှိလှပတဲ့မင်းသမီးကြီးဖြစ်ပါတယ်။ယောက်ျားတွေနဲ့ကင်းကင်းရှင်းရှင်းနေရကြောင်းလဲအနုပညာလောကမှာဆိုမြသူစားရဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့သတင်းသိမ့်မထွက်ခဲ့ပါဘူး။ ဆိုမြတ်သူစာကအမေရိကန်နိုင်ငံမှာနေထိုင်တဲ့မြန်မာလူမျိုးတထေကြီးဦးမျိုးမြင့်ဦးနဲ့ရန်ကုန်မြို့မှာတရားဝင်ခန့်ခန့်နာနာမင်္ဂလာဆောင်ခဲ့ရပါနောက်ပိုင်းမှာတော့အင်တာ်ရေးအစမပြေဖြစ်ပြီးတော့နှစ်ဦးသဘောတူကွာရှင်းပြန်ဆဲခဲ့ပါတယ်ခေမုံဖြစ်သူနဲ့လမ်းခွဲပြီးမှဆိုမြတ်သူစာဟာမြန်မာပြည်ကိုပြန်လာပြီးတော့အနုပညာလှူရှားမှုတွေလုပ်ရင်းနဲ့တယောက်တည်းစင်ကယ်ဘဝနဲ့ဘဝကိုဂုံတိတ်ခါရှိရှိဖြတ်သန်းခဲ့ပါတယ်ဒါကြောင့်အစောပိုင်းမှာဆိုမြတ်သူစာရဲ့အခြေရေးကိစ္စတွေမကြားရပဲယောက်ျားတွေနဲ့ကင်းရှင်းနေခဲ့ရပါဒါပေမဲ့ခုနောက်ပိုင်းနှစ်တွေမှာတော့ဆိုမြတ်သူစာမှာချစ်သူကောင်းလေး းရှိနေပြီဆိုတော့သတင်းတွေကလိုင်းပေါ်မှာမကြခဏပြန့်နှံ့နေပါတယ်။စိုးမြသူစားရဲ့ချစ်သူကောင်လေးကမိန်းမဘဝကနေယောက်ျားဖြစ်ခံယူကူးပြောင်းထားတဲ့ပိုင်ဆိုးဆန်ဆိုတာကိုလည်းသိရပါတယ်။အစောပိုင်းမှာတော့ပိုင်ဆိုးဆန်ကသူမနဲ့မာကြီးဆိုးရဲ့ဂျားထဲမှာချစ်ကြိုက်နေတာမဟုတ်ဘူးလို့ဇက်တိုက်ငင်းခဲ့ပါတယ်။အခုခါမှာတော့စိုးမြသူစားနဲ့သူနဲ့ချစ်ကြိုက်ခဲ့တဲ့အကြောင်းရင်းတွေကိုပိုင်ဆိုးဆန်ကမီဒီယာကနေတစင်ချပြခဲ့ပါတယ်။ ။အင်တာနက်စာမျက်နှာတွေမှာပိုင်ဆိုးဆန်ကဆုံးမြတ်သူစာစီကနေခြုံစားခဲ့တယ်လို့ဝေဖန်ခံရပါတယ်။ဒါကြောင့်လေပိုင်ဆိုးဆန်ကတော်တော်လေးပောက်ကွဲနေရပါဒါပေမဲ့အခုခါမှာတော့ပိုင်ဆိုးဆန်ကသူနဲ့ဆုံးမြတ်သူစာတို့ချစ်ကြိုက်ခဲ့ရတာကမှန်ကန်ကြောင် ဒါပေမဲ့လည်းသူကအစိုးမြသူစာကိုအသုံးချကာခြုံစားတော့နာမည်ကြီးအောင်အသုံးချခဲ့ရမျိုးမရှိဘူးလို့ပြတ်သားစွာပြောခဲ့ပါတယ်။သူအနေနဲ့အစိုးမြသူစာနဲ့တိတ်တိတ်လေးချိခဲ့ပါကြောင်းဒါပေမဲ့အသုံးမချခဲ့ဘူးလို့ဆိုခဲ့ရပါ။ဒါပေမဲ့လူတွေကတော့သူ့ကိုမဟုတ်မမှန်အခုလိုမျိုးအစိုးမြသူစာနဲ့ပတ်သက်ပြီးတော့ဆွဆွဲနေရတွေကသူ့အတွက်ဂုံတိတ်ခါကြဆင်းပြီးတော့နင်းနာစရာတွေဖြစ်တယ်လို့ပြောခဲ့ပါတယ်။ ဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောလင်မန်းတီးခဲ့ကြတဲ့ဆုံးမြတ်သူစာနဲ့ပိုင်ဆိုးဆန်ကိုဘယ်လိုထင်လဲဆိုတာပြောသွားခဲ့ပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။